မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျဆရာရဲ့မိတ်ဆွေဂျာဇာပရိသတ်သမီးတွေအတွက်တော့ဒီတစ်ခါတော့အခါပေးရအောင်ဂျာဇာပရိသတ်သမီးမိတ်ဆွေတွေ2025ခုနှစ်12လပိုင်းတွင်မှာမိတ်ဆွေဂျာဇာပရိသတ်သမီးတွေအတွက်တလားစာရောင်ရံဆောင်ရံအတွက်ဂန်ညမာဟောစရံကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဂျာဇာပရိသတ်သမီးမိတ်ဆွေတွေဒီဆရာရဲ့ဗီဒီယိုကိုဘယ်ကနေကြည့်နေရလဲမိတ်ဆွေတို့2025ခုနှစ်ရဲ့ကံဟာဘယ်လိုရှင်နေရှိသလဲဆရာကိုမှတ်မိကြပါဦးခင်ဗျ โอเค2025 15လပိုင်းအတွက်စလိုက်ကြရအောင်2025ခုနှစ်15လပိုင်းပြင်မှာဂျာဇာပရိသတ်ကိမိတ်ဆွေတို့တလတာကကြမာဟောဆန်းအောင်မဟုတ်မီမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကိုတခုခုကိုဒေါသထွက်နေတာမျိုး ပြဿနာတခုခုကိုဖြေရှင်းကျင်နေတဲ့စိတ်တွေမိမိကိုယ်ကိုမိမိစိတ်တိုင်းမကြခြင်းမျိုးတွေငါတိတဲ့ပိုလုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေ ငါတိကျပို့ပြီးတော့စူးစမ်းပြရမယ်ဆိုတဲ့စိတ်ကလေးတွေပါဝင်ခြင်းမှာဖြစ်ဖြစ်အိမ်လွင်းခြင်းမှာဖြစ်ဖြစ်မိသားစုမှာဖြစ်ဖြစ်ကြိတ်မနိုင်ခဲမရမခံနိုင်တဲ့စိတ်တွေဒေါသစိတ်တွေခံခြင်းပြင်းစိတ်တွေနာကြီးစိတ်တွေဖြစ်ပေါ်နေတာမျိုးအဲငါတို့တိကျကိုလုံနိုင်ရမယ်ဆိုတဲ့စိတ်ကလေးတွေများစွာဝင်နေပြီးတော့မိတ်ဆွေတို့ရဲ့ကံကူကဒီလိုမျိုးတိကျပို့ပြီးတော့စူးစမ်းပြမယ်ဆိုတဲ့ငါကိုငါဆိုတဲ့လက်ခံောင်းခတ်ခြင်းကိုကိုကိုဆိုတဲ့နာကြီးခြင်းတွေမကျင်နှက်ခြင်းတွေဖြစ်ပေါ်နေသောကာလပိုင်းကြာဖြစ်ပါတယ်ခင်ဗျာ ထို့အပြင်ဂျာစာပရိသတ်ဆွေမိတ်ဆွေတို့ဒီရက်တလတာတို့ဒီမှာဆိုဒီရက်တလတာတို့ဒီမှာဆိုမိတ်ဆွေတို့ရဲ့ဂျမ်းမာကြီးဂျမ်းမာကြီးနဲ့ပတ်သက်လာလို့ရှိရင်တော့အထူးသဖြင့်ငွေမဝင်တာဟာကျမ်းမာရေးဖြစ်ပြီးတော့ငွေဝင်ကျမ်းမာရေးကောင်းတက်တော့လားငွေကြီးနဲ့ပတ်သက်လို့ရှိရင်အငွေကြီးဟာကျမ်းမာရေးပုံမူတည်ပြီးတော့ငွေဝင်ကျမ်းမာရေးကောင်းပြီးငွေမဝင်ကျမ်းမာရေးညံ့တော့ကာလာဖြစ်တက်တော့လားဖြစ်ပါတယ်နောက်တာပါအထူးသဖြင့်ခြေလက်နဲ့ပတ်သက်တော့ကျမ်းမာရေးလေးတွေအကြောကြောက်ကနဲ့ပတ်သက်တော့အရာလေးတွေအထူးသတိထားစင်ကြရပါမယ် ထို့အပြင်အခြေစစ်တို့လက်စစ်တို့ဒူးတို့ခါတို့အစ်မြစ်တို့အကျောတို့နဲ့ပတ်သက်တာမျိုးတွေမှာတော့တာမန်ထက်ပို့ပြီးတတိထားရမယ့်ကာလပိုင်းခြားဖြစ်ပြီးတော့ကျမ်းမာရေးနဲ့ပတ်သက်ရင်ငွေနှန်းငယ်လေးကုန်တာမျိုးတွေငွေကုန်ကြေးကြများရတာမျိုးတွေဂျုံဝတ်တက်တော်လာအပိုင်းခြားဖြစ်တာကတော့အသေးစားပဲဖြစ်ပါတယ်ခင်ဗျာ။ကောင်းပြီ။ထို့အပြင်ကြသာပရိသတ်သမီးမိတ်ဆွေတွေ2029ခုနှစ်စနလပိုင်းရဲ့ကံကိုပြောပြရမယ်ဆိုရင်မိတ်ဆွေတို့ဟာဒီလဟာကန်စာတိုင်းရဲ့တိုးတက်ခြင်းတွေကံကောင်းခြင်းတွေစနလပိုင်းဟာ ကံကောင်းမှုနဲ့အစီအမံမှုတွေကိုများစွာအထောက်အကူဖြစ်မဲ့လာဖြစ်တာအသေးစားပဲဖြစ်တဲ့အတွက်မိတ်ဆွေတို့2025ခုနှစ်တစ်နှစ်လုံးကိုပြန်ကြည့်လိုက်ဒီ7လပိုင်းဟာမိတ်ဆွေတို့အတွက်ရည်မှန်းချက်ကောင်းနေမျှော်လင့်ချက်ကောင်းနေအခွင့်အလမ်းကောင်းနေအခွင့်အရေးကောင်းနေဂျိမ့်တီပိုင်ဆိုင်မဲ့လာဖြစ်တာကိုဆရာကရေးရေးကြီးပြောရတယ်။ဒါကြောင့်မိတ်ဆွေတို့ဒီလတာအတွက်တွေမှာဆိုရင်2028ကိုစတင်ဖို့အတွက်2025 7လပိုင်းတွေမှာ2026 2026ဟာ ညမကလောကြီးရတက္ကနသမားဖြစ်တဲ့အတွက်စတင်ခြင်းအကောင့်ထဲပေါ်ခြင်းနဲ့မုရှာအောင်ရမယ်ဆိုရဲတာရကမှာဆို the magician magician ဆိုတဲ့သဘောဟာမုရှာအောင်လို့အောင်ရမယ်ဖြစ်ကိုဖြစ်ရမယ်ရကိုရရမယ်ဆိုတဲ့တန်ဋိဌာရှပြီးလှုပ်ဆောင်ရတော့မှဖြစ်တဲ့အတွက်2025ခုနှစ်12လပိုင်းတွင်မှာအဆုံးတတ်တာအစိုးရအညံ့လေးပပကြိုးလေးဂျိုးစိုးလေးဂျိုးညံ့လေးအားလုံးကိုရက်တန်ထားပါမခက်ခဲတဲ့အရာတွေကြက်တဲတဲ့အရာတွေကိုလည်းစိတ်ကြမကြပါနဲ့ တို့အပြင် ဆုံးဖြတ်ချက်မျော်လင့်ချက်တစ်ခုခုကိုလည်းအာရှာရင်ကောင်းမရှာရင်ကောင်းလုပ်ရင်ကောင်းမလုပ်ရင်ကောင်းဆိုတဲ့ decision မျိုးကိုပြည့်ပြတ်တသားဆုံးဖြတ်ပြီးတော့96မှာမျော်လင့်ချက်ကောင်းယူမန်းချက်ကောင်းတွေကိုစတဲ့အကောင်တွေပေါ်ရအာသာခြင်းတွေဖြစ်တတ်တဲ့အတွက်မိတ်ဆွေတို့ဒီတလဟာ12လပိုင်းဒီမှာချိန်လာမဲ့နှစ်အတွက်ပြီးပြတ်အောင်ဆုံးဖြတ်ခြင်းချိန်လာမဲ့နှစ်အတွက်ပြီးပြတ်အောင်ဆောင်ရွက်ခြင်းနဲ့ကောင်းထယ်ပေါ်ခြင်းတွေကိုရရှိတတ်သောလအပိုင်းချဖြစ်တာကအသေးချာပဲဖြစ်ကြောင်းမိတ်ဆွေတို့အနေနဲ့ပြောကြားလိုက်ပါရစေခင်ဗျာ ဒီတလားတာတော့ဒီမှာဆိုရင်ကြာသာပတိသသမိမိတ်ဆွေများအနေနဲ့ထီကန်စမ်းနာမျိုးတွေတက်ကိုကိုတိုင်းလုပ်ငန်းနဲ့ပတ်သက်ရင်ကြိုးပေးတယ်သူများသူတစ်ပါးကိုအားကိုးမိခိုးမျော်လင့်နေတာမျိုးတက်ကိုကိုတိုင်းစူးစမ်းကျင်စိတ်ကလေးသာနည်းနည်းလေးထဲလာ ဒါဆိုရင်မိတ်ဆွေတို့ဒီလဟာဘာကိုဖြစ်ဖြစ်သေချာတယ်ကျင်းတည်တယ်မိတ်ဆွေတို့အနေနဲ့ကိုကစတင်လိုက်ရင်ကိုချော့ချော့ရှိပြီးပြီးတော့လှုပ်ချင်တဲ့စိတ်နဲ့လှုပ်ရဲတဲ့ဆန္ဒလေးရှိဖို့လိုတဲ့အတွက်မိတ်ဆွေကြတာပရိသတ်သမီးတွေကဒီလတာတော့ဒီမှာဆိုရင်စတင်ခြင်းအကောင့်တွေပေါ်ချင်းရီမန်းချက်မျောလင့်ချက်ကောင်းတွေကိုအကောင့်တွေပေါ်ချင်းပြောဆိုခြင်းညှိနှိုင်းခြင်းတွေအားသာကောင်းမှပါလေစိတ်ဆက်ညှိနှိုင်းရေးကိစ္စတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်မှာစာချုပ်စာတမ်းကိစ္စတွေရှေ့တို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါလေ လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေမှာလည်းတည်တည်ရှည်ရှည်တတ်တတ်မထဲပြောဆိုလှုပ်ဆောင်တာမျိုးလေးတွေအားသာကောင်းမှပါတယ်အဲအရောင်းဝယ်ရေးဆိုင်ရာကိစ္စတွေ OA Xiaomi မီယာနေရာထိုင်ခင်းတဲ့ပတ်သက်ပြီးမီရောင်းတာဝယ်တာကောင်းတယ်အဲဆောက်ရင်တော့မကောင်းဘူးဗျာဒီလားက OA Xiaomi ဆောက်ရှင်းနေကိုကိုတိုင်းစတင်ခြင်းတွေအတွက်တိဆောက်ရှင်းနေအတွက်တော့တပိုင်းတစဖြစ်ခြင်းမပြီးမပြတ်ဖြစ်ခြင်းကြုံရတတ်ပေမဲ့လို့ OA Xiaomi ဝယ်တာရောင်းတာပြောင်းတာတွေ့ရ နေရာထိုင်ခင်းရာထူးလုပ်ငန်းခိုင်ခင်းနဲ့ပတ်သက်လို့ပြောင်းလာရွှေ့တာချိတူးဆောင်ရလှုပ်ဆောင်ရအသာကောင်းမှုပြီးတော့တိုးတက်နိုင်နေမယ်လို့ OA Champion မီယာနေရာထိုင်ခင်းနဲ့ပတ်သက်လို့စောက်တာကတော့နည်းနည်းလေးကံရဲ့အနေငယ်ကြံ့ကြံ့မှုခံတာမှုကိုရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာဆက်တူလုပ်ငန်းတွေအကျိုးပေးစေပါတယ်စာချုပ်စာတမ်းကိစ္စတွေချိတူးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ် ဆိုင်းမုတ်တင်ခြင်းအမိပေးခြင်းပကြည်ပကုပေးခြင်းမိသားတင်းဆောင်စံကြအနုအနုပညာတုခုမှဆိုရှယ်မီဒီယာအင်ဖလူဆန်ဆာနဲ့ပတ်သက်သောလုပ်ငန်းတွေအထက်အလေးထိထိ sorry ဆိုရှယ်မီဒီယာအင်ဖလူဆန်ဆာနဲ့ပတ်သက်သောလုပ်ငန်းတွေ အပညာရေးဆိုင်ရာလုပ်ငန်းတွေဘာသာစကားသင်တန်းနဲ့ပတ်သက်သောလုပ်ငန်းတွေချိတိုးဆောင်ရွက်လုပ်ဆောင်လို့ကောင်းသောကာလအပိုင်းခြားဖြစ်ပါလေခင်ဗျာထို့အပြင်ကိုယ်ပိုင်လုပ်ငန်းတွေစတင်လုပ်ဆောင်လို့ရတဲ့မိတ်ဆွေများဘာကိုမဆိုချိတိုးဆောင်ရွက်မှာညီကိုမောင်နှမအွေမျိုးသားချင်းတွေရဲ့အပေါင်းနဲ့အပေါင်းညီကိုမောင်နှမအွေမျိုးသားချင်းတွေရဲ့အကူအညီတွေရဲ့အထောက်အကူကိုရရှိတတ်ပြီးမိန်ဟောင်းဆွေဟောင်းတွေရဲ့အကူအညီကောင်းအကြံဉာဏ်ကောင်းတွေကိုရရှိစေမှာအသေးချာပဲဖြစ်ပါလေခင်ဗျာအာမခံလုပ်ငန်းတွေအိုးအိမ်နေရာထိုင်ခင်းမိရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ရောင်းဝယ်ပြောင်းတဲ့လုပ်ငန်းတွေ နေရာတိုင်းကိကန္နာတခုခုနဲ့ပတ်သက်ပြီးတော့တိဆောက်ရေးဆောက်လုပ်ခြင်းထက်အဲမြဲမြံခြင်းပြောင်းရွှေ့ခြင်းတိဆောက်ခြင်းစီမံခြင်းခံဝဲခြင်းဥဆောင်ခြင်းတွေအတွက်တော့ကောင်းမှပါလေအိမ်နွေးရေးကိစ္စမိသားစုရေးကိစ္စတွေမှာအစင်မပြေမှုတွေကိုဒီကာလမှာညီကိုမနမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ပြီးတော့ကိုကိုယ်တိုင်အစင်ပြေအောင်တက်မှန်အောင်ကြိုးစားဆွမ်းဆောင်ရင်းအောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိဇေနိုင်တော်လာဖြစ်ပါတယ်အယောင်ွယ်ကိစ္စနေရာကိစ္စယာရုလုပ်ငန်းကိစ္စလေးအယောင်ွယ်ကိစ္စကိစ္စလေးတွေ အဲရေချွတ်ကုန်ပစ္စည်းတွေအလှကုန်ဆိုင်ရာပစ္စည်းတွေစီးပွားဆိုင်ရာလုပ်ငန်းတွေအခြေတိုးဆောင်ရာလှုပ်ဆောင်မှုကောင်းသောအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအဖွဲ့အစည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအသင်းအဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေအုပ်ချုပ်ရေးဆိုင်ရာရအောင်မြင်မှုဆိုင်ရာရန်တရားတွေခြေတိုးဆောင်ရာလှုပ်ဆောင်ရေးအောင်မြင်အားသာကံကောင်းပြီးတော့ကံကောင်းစီသောလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဆက်တာမင်းနဲ့မင်းပြီ5 2 1 go ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေစေဝါဆိုင်ရာလုပ်ငန်းတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေစုပွေစုပေါင်းလုပ်ရတဲ့လုပ်ငန်းတွေမိမိရဲ့အကြံစီအတွေးခေါ်တွေကိုချပြရသောလုပ်ငန်းတွေမှာအင်မတန်အသာကောင်းမှုပြီးတော့တိုးတက်နိုင်သော ကာလဖြစ်ပါတယ်အလှကိုဆိုင်ရာလုပ်ငန်းတွေအယောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေသာသမိတို့နဲ့ပတ်သက်တာမျိုးလေးတွေအထောက်အကူများစွာရရှိတတ်သောကာလအပိုင်းချဖြစ်ပါတယ်အလှကိုဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အဲ ဆလာလူကိုချီတူဆောင်ရပါပကြီးပခုဘေဒင်ဘီဒစံကြတရုပ်ဆောင်နဲ့ပတ်သက်တာမျိုးတွေပြင်ရရေးဆိုင်ရာလေးတွေမှာချီတူဆောင်ရလွတ်ဆောင်ရင်အာသာကူတက်ပြီးတော့ကံကောင်းစီပါတယ်မိဟောင်းဆွေဟောင်းအကျိုးပေးပါတယ် အကျိုးပေးပါတယ်မိဟောင်းဆွေရောင်းနေတဲ့ပတ်သက်လို့အထောက်အကူရရှိတတ်ပါတယ်ခရီးသွားဆိုင်ရာလုပ်ငန်းလေးတွေမှာတော့အထင်အောင်အကြံကြံလေးတွေကြုံတတ်တာမျိုးရင်းဆက်ပစ္စည်းနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေတပည့်လက်သားသတ်သမီးနေရာထိုင်နေတဲ့ပတ်သက်လို့တော့ငွေကြီးအကုန်ကြများရတာမျိုးလေးတွေကြုံရတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့နေတဲ့ဒီလတာတို့တွေမှာဆိုလူငယ်ရဲ့အခြေအနေနဲ့ပတ်သက်လာရင်တော့ငွေကုန်ကြီးကြများရခြင်းအအခြေအနေနဲ့ပတ်သက်လာရင်နားလည်မှုလွဲခြင်းတွေအနေနဲ့ကြုံရတတ်ပြီးတော့ရီစာအိမ်အောင်ဘက်ချစ်သူဘက်ဖူးစာဘက် အချစ်တဲ့ အဟောင်းတွေတက်အတစ်ကပုံမအသာကောင်းမှုပြီးတော့တိုးတက်နိုင်သလိုသမီးစားများအနေနဲ့ငကိုကတဦးနဲ့တူတယောက်နဲ့တယောက်အကြောင်းအရာမျိုးစုံနဲ့အဆိုးနဲ့ဖြစ်စေအကောင်းနဲ့ဖြစ်စေခွဲခွာရခြင်းခိတခဏဝေးကွာရခြင်းတွေကြုံရတတ်ပါလေထို့သမီးစားများအနေနဲ့အိမ်တော်ပြည်ရစိစက်ရတိုင်းငင်ဃာမအခက်အခဲလေးတွေအနေငယ်ကြုံရတာမျိုးလေးတွေတဦးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲတာမျိုးလေးတွေလူကြီးမိဘဆွေမျိုးသားချင်းတွေရဲ့အထင်မြင်လွဲမှုလေးတွေကြုံရတတ်တဲ့အတွက်တော့ဒီကာလမှာအိမ်တော်ပြည်ချင်းစိစက်ချင်း ပေါင်းသင်းခြင်းမျိုးလေးတွေမှာတော့အာသာကောင်းမှုအားနည်းစေတော့လာဖြစ်တဲ့အတွက်သတိပြုရလိုအပ်တယ်။တရားတကြီးဆောက်ခြင်းတအိုးတစိမ့်ထောက်ဆောက်ခြင်းနေရာထိုင်ခြင်းနေရာထိုင်ခြင်းအဆောက်အဦကိစ္စကလူလှုပ်ခြင်းအဲဆရာတို့ဟိုအနေနီးနေရပြောရဆိုနန်နန်လာဆိုတဲ့မေမှုဒူးဆွမှုတွေမှာအားနည်းစေတော့လာဖြစ်ကြောင်းနဲ့တိဆောက်မှုကာလတွေမှာအားနည်းစေတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျ။ထို့အပြင်မထင်မှတ်ပဲနဲ့အထက်လူကြီးအကြီးအကဲတွေရဲ့ ကူညီမှုလေးတွေလမ်းမြမှုလေးတွေရရှိတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့ရိုးရာတို့ဘာသာရေးမိတ်ဆွေတို့ဒီလတာလုံးနေမှာဆိုရင်ရိုးရာတို့နတ်တို့ဘာသာရေးလိုဆိုင်ရာလေးတွေမှာအဖြစ်နိုင်မဝေပါမှနဲ့အထက်လူကြီးအကြီးအကဲတွေနဲ့ပတ်သက်လို့ရှိရင်စကားအများကြီးမပြောပါနဲ့အမားအများကြီးပါတတ်တော့လားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါရစေခင်ဗျထို့အပြင်ဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့စိတ်တိုင်းမကြတာမျိုးလေးတွေထင်ကုန်မှုလေးတွေကြုံရတတ်တယ်လို့ငွေကုန်ကြီးကြအနေငယ်များရတတ်တော့လားဖြစ်ပါတယ်ခင်ဗျထို့အပြင်မိတ်ဆွေတို့အနေနဲ့ အဲတမီဇာရေးကိစ္စလေးတွေကြောင့်ဝေဖုန်ကြီးကြများခြင်းခီးသွေးကိစ္စလေးတွေကြောင့်ဝေဖုန်ကြီးကြများခြင်းအဲဆက်ပစ္စည်းရင်နဲ့ပတ်သက်လို့ပျောက်ချခြင်းတွေဖုံးလို့ဆိုင်ငယ်အဆရှိတဲ့အရာလေးတွေမှာတော့ကိုင်းတွေတတိထားဆင်ရင်ပေးရအတွက်တော့လိုအပ်သောလှအပိုင်းချဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေခင်ဗျာဒါအပြင်မိတ်ဆွေကြာစာပရိသတ်သမီးတွေဒီလတ်တာတို့တွေမှာဆိုရင်ဘာကိုမဆိုမိတ်ဆွေတို့အနေနဲ့ဒီလတ်တာတို့တွေမှာဆိုရင် စနေရက်တို့တနင်္လာရက်တို့မှာဘာကိုမဆိုတတိထဆင်ရှင်လုတ်ပေးဖို့လိုအပ်ကြောင်းနဲ့စနေသားသမီးတနင်္လာသားသမီးတွေနဲ့ပတ်သက်ပြီးတွဲဖက်လုတ်တာမျိုးလေးတွေကကံရဲ့အနှင်းငယ်ထစ်အမှောက်မှုလေးတွေစိတ်ပန်းလူပန်းလေးတွေအနှင်းငယ်ကြုံဝတ်တတော်လာဖြစ်ပါတယ်။ဘာကိုမဆိုမိတ်ဆွေတို့အနေနဲ့ပညာရေးနဲ့ပတ်သက်လာရင်တင်ယူလေးလာပါချစ်တို့ဆောင်ရွက်ပါတက်မြောက်ပြီးတော့တိုးတက်ပြီးတော့ဘဝအတွက်အနာဂတ်အတွက်အထောက်ပံ့ကောင်းတွေရရှိတတ်တော့ နှစ်ဖြစ်လားဖြစ်တာကအတိအကျပဲဖြစ်တယ်။ထို့အပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုလို့ရှိရင်တော့သတိပြုစင်နီယာမှာအချက်ကလေးတွေကိုထပ်ပြီးတော့ပြောကြားလိုက်ပြရစီခင်ဗျာ။ဒီလတာတော်တွေမှာဆိုရင်တော့ငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်အထားမရမျိုးပျောက်တာမျိုးလေးတွေငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်စည်စည်ရလွဲလျှော်မှုလေးတွေချွတ်ချော်မှုလေးတွေငွေကြီးနဲ့ပတ်သက်လာရင်ဝင်ငွေနဲ့ထွက်ငွေဟာဝင်လီနဲ့ထွက်လီကဲ့သို့ပဲ ဖြစ်နေတတ်ပြီးတော့ငွေကြီးနဲ့ပတ်သက်ရင်ငွေမမြဲခြင်းငွေကြီးနဲ့ပတ်သက်အကုန်ကြအများကြီးငွေကြီးနဲ့ပတ်သက်လို့ရှိရင်ပျောက်ရှာခြင်းမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲဆီယံငွေကိုလာပေးရင်ပေးထားတကယ်လို့မပေးထားခြင်းရင်မိတ်ဆွေတို့အနေနဲ့လက်ထဲမှာငွေရှိနေရင်တစ်ခုခုကိုဘာလို့မှတုံဆိုင်တွေ့ဝင်နေပြီနဲ့ချိတ်တိုးပြီးတော့ရင်းနှီးလိုက်ပါမဟုတ်လို့ရှိရင်ကိုယ်နဲ့ငွေဟာစန့်ကျင်ဘက် ဟိုပုစုတခြင်းလို့ပေါ့တကယ်ဆိုရှင်းတဲ့ဘဝဟာအကျွေးစီမဲ့တဲ့ပန်းတွေကတကယ်ဆိုငွေနဲ့ဘဝဟာအကျွေးစီမဲ့တဲ့ပန်းတွေကောင်းလို့အမြင်မှာဒီလိုမျိုးဆက်နေပါအရေကိုလှည့်နေတတ်တဲ့တူကလက်ထက်မှာငွေကြီးနဲ့ပတ်သက်ရင်မမြဆဆမထားဘဲနဲ့ရင်းနှီးလှုပ်ဆောင်မှုမျိုးလေးတွေခြေတို့ဆောင်ရလှုပ်ဆောင်မှာရွှေတို့လက်ဝက်လက်စားတို့တံမိုးရှိတဲ့အရာတွေတို့အိုးအိမ်အချမ်းမြေတို့မြေယာလိုက်ငင်းတို့လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့တိုးချဲ့ခြင်းတို့ဆက်တူလုပ်ခြင်းတို့အစုချေရာနဲ့ပတ်သက်တာတို့အဲရင်းနှီးတာတို့လုပ်ငန်းတို့ အဆရှိတဲ့လုပ်ငန်းတွေမှာချီတူဆိုင်ရလှုပ်ဆောင်လို့ချင်အသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်။တပည့်လက်သားတွေကြောင့်စိတ်ပန်းလူပန်စိတ်မောလူမဖြစ်ရတာမျိုးစိတ်ကဲမကြတာမျိုးကြုံရတတ်တယ်။သာသမိနဲ့ပတ်သက်လာလို့ရှိရင်စိတ်ပန်းလူပန်စိတ်မောလူမဖြစ်ရတာမျိုးသာသမိအရှိရေးကိစ္စလေးတွေကြောင့်သာသမိပညာရေးကိစ္စလေးတွေကြောင့်သာသမိခရီးသွားကိစ္စလေးတွေကြောင့်တော့စိတ်ကဲမကြဖြစ်ရတတ်တော့လာအပိုင်းချဖြစ်တာကတော့အသေးချာပဲဖြစ်တယ်ခင်ဗျ။ထို့အပြင်မိတ်ဆွေတို့အနေနဲ့အလောက်ကိုင်းနဲ့ပတ်သက်လာလို့ရှိရင် လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်အလုပ်နဲ့ပတ်သက်လို့ရှိရင်အချစ်တို့ဆောင်ရွက်ပါဘာမှမစိုးရိမ်နေကြမလို့ပဲနဲ့အလုပ်ကိုလှုပ်ရှင်စိတ်ရှိနေဖို့လိုအပ်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဒီကာလမှာစိတ်ကြကြခြင်းကြံ့ကြခြင်းဟန်တာခြင်းအချိန်ကိုဒီလေးမဖြစ်အောင်ကောင်းကောင်းသုံးချပါသိကြပါရဲ2025ဆနှစ်လပိုင်းဟာနောက်ဆုံးပိတ်အိတ်နဲ့လွယ်မှာကတော့မိတ်ဆွေကြစားပရိသတ်သမီးတွေကဖြစ်ပါတယ်ခင်ဗျာ sorry ပါနော်မိရပြက်လိုက်ဆက်လိုက်ဆိုတော့ဆရာရှင်မလိုက်ကလိုင်းရအင်တာနက်ချင်းသွားလိုက် wifi တက်လာလိုက်ဖြစ်နေလို့တောင်းပန်ပါတယ်။ကောင်းပြီဒီတလတာတော့ဒီမှာမိတ်ဆွေတို့အနေနဲ့ကံကောင်းစီပါတော့မိတ်ဆွေတဲ့အပေါင်းတစ်တည်းရဲ့အကူအညီကိုရရှိတတ်တယ်လို့ဆွေမျိုးသားချင်းတွေနဲ့အတူတူအကူအညီကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလအပိုင်းခြားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျ။အိမ်တော်ရှင်များဘုရားတော့ ဘာမှစိုးရိမ်စရာမလိုဘူးအိမ်တော်ရင်းနဲ့ပတ်သက်လို့အစင်မပြေနိုင်ရင်ငွေကြီးကိစ္စနဲ့သာသမီရေးရာကိစ္စလေးတွေကလွယ်ရင်ကျန်တာဘာမှမဖြစ်ဘူးစိုးရိမ်စရာမလိုဘူးငကိုကအဆက်အသွယ်ပြတ်နေတော့အိမ်တော်ရှင်များအဖို့ပြန်လဲအဆက်အသွယ်ရရှိတာမျိုးလေးတွေတရင်ကောင်းကြရတတ်တယ်လို့အိမ်တော်ဘက်နဲ့ပတ်သက်ပြီးအရှုံးအောင်ပြုဖြစ်နေတာမျိုးအမှုကိစ္စရင်ဆိုင်နေရတာမျိုးတွေဆိုရင်တော့ကိုကိုတိုင်ဦးစီးဦးဆောင်ခြင်းအကြံပေးခြင်းမလုပ်ပါနဲ့လို့ပဲထပ်လောင်းပြောကြလိုက်ပါစီဦးဝေချမ်းပြီးအမှုကိစ္စနဲ့ပတ်သက်တာမျိုးလေးတွေမှာတတိထားစင်ခြင်းမှာနတ်တို့ရိုးရာတို့ဘာသာရေးတို့ဖုန်းကြီးတို့ယဟန်တို့အုပ်ချုပ်သူတို့မင်းတို့အဆက်ရှိတို့ဖြစ်နိုင်မဝေဘာမှာ ဲ့ကိုယ့်ရဲ့ကံကြမ္မာဟာအားနည်းခြင်းနေကြုံရတတ်ပါလေ။ဆရာသုံးနေကြအကျင့်လေးတစ်ခုကိုဆရာပြောပြပါမယ်။ဘာကိုမှမယူရပါဘူး။ဆရာရိုးရိုးလေးပဲပြောတာပါ။ကျွန်တော်ဆိုတစ်ခါလေးကံညံ့လာပြီထင်လို့ရှိရင်နံပါတ်1ဘာလို့လို့ထင်ငေါ်မှုလေးကြံ့ကြမှုလေးကံဆိုတာဘလို့ညံ့လာလို့သိနိုင်လဲဆိုတော့ပုံမှန်လုံးနေကြအလုပ်လေးတွေကိုထင်ငေါ်ကြံ့ကြနေတာမျိုးအဲဥပမာကိုဆရာပြရရင်ဆရာဆိုရင်ဒီနိုဝင်မှာနောက်ဆုံးပတ်ဆိုလို့ရှိရင်ဘာလို့လို့ ဘာလို့လို့ဒဘိုင်းတစားထင်ငော့ချင်းကြံ့ကြာခြင်းမျိုးတွေကြုံနေရတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဒီဟိုကျန်ထင်ငော့လာတဲ့ဘာလို့လို့အဆင်မပြေလာဘူးဆိုရင်ကျွန်တော်ကိုကျွန်တော်သိပါတယ်ဂန်ဆာတာညံ့နေပြီဆိုတာဂျိမ့်တည်သိပါတယ်ဒီခါကျလို့ရှိရင်ကျွန်တော်ကလူသုံးမျိုးကိုစကားပြောထိန်းတာနံပါတ်1မဝေဖန်ပါဘူးအပြစ်မတင်ပါဘူးကောင်းကောင်းဆိုဆိုမမြင်ရအောင်ပါနံပါတ်2ကတော့ကိုယ့်ရဲ့မိဘဆရာသမားအကြီးအကဲရိုသေထိုက်တဲ့ပုံစံတွေကိုခံမငင်းပါဘူးကိုကမှန်နေရင် မပြောချင်စိတ်စိတ်ကလေးနေလိုက်ပါတယ်နံပါတ်1ကတော့ယဟန်တို့အလူခံပုပ်ကူတို့ဘာသာရေးဆိုင်ရာကိစ္စတွေကိုမဝေဖန်ပါဘူးဥပမာပေါ့လေပြီးတော့ဟိုအားအလူခံနေမှန်းသိပြီမဲ့လေသူကသူမလူနိုင်ဘူးမလူလူနိုင်လူလိုက်မလူနိုင်ဘာမှမပြောနိုင်ဘူးနေပါတယ်နံပါတ်3ကတော့တိုင်းပြည်အုပ်ချုပ်နေတဲ့အကြီးအကဲတွေလူကြီးလူကောင်းတွေအုပ်ချုပ်သူတွေကိုမဝေဖန်ပါဘူးဘာလို့လဲသူတို့တွေဟာကိုယ့်ထက်ကန်စားတာတတ်နေလို့ဖြစ်နေတာဖြစ်တဲ့အတွက်ဝေဖန်လိုက်တဲ့အခါ ကိုယ့်ရဲ့ကံဟာညံ့ပြီးတော့အဲမြင့်မူတောင်ကိုဇီးဇီးနဲ့ပေါက်နေတယ်လို့ဖြစ်တတ်တဲ့အတွက်ကိုယ့်ရဲ့ကံဟာပူပူကြသွားတတ်ပါတယ်သူတို့ကမဝေဖန်တာမဟုတ်ဘူးဟာအကြောင်းရင်းရှိပါတယ်ကန်ဆာရာတက်နေရင်ဘာလို့လို့စိုးစိုးကောင်းကောင်းကန်ဆာရာတက်နေအားလုံးကကောင်းပါတယ်ခင်ဗျာမိတ်ဆွေကြုံမှုမှာပါကံကြုံရတတ်တယ်အဲ့တော့ဆရာမိတ်ဆွေတွေနေနဲ့ဒါလေးတစ်ခုကိုတိထားဖို့လိုအပ်ကြောင်းဆရာကပြောရင်းနဲ့ကောင်းပြီ2025ခုနှစ်ဆက်နှစ်လပိုင်းတွင်မှာမိတ်ဆွေကျသာပရိသတ်သမီးများအနေနဲ့အဲ ဒီကလာတာတော့ဒီမှာဆိုရင်ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးတွေအဲပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်တာတွေနိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေမှာဆိုတတိယဆင်ခြင်ပေးပါဆက်ပစ္စည်းရင်စာချုပ် sorry ဆက်ပစ္စည်းရင်နဲ့ပတ်သက်တာတွေခရီးသွားခဆိုင်ရာကိစ္စတွေငွေကြေးနဲ့ပတ်သက်လို့အကုန်ကြများရတာမျိုးထင်ကုန်ရတာမျိုးပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်ရင်ကြန့်ကြာနိုင်တော့လာဖြစ်ပါတယ်ထို့ပြင်ဒီလာတာတော့ဒီမှာဆိုရင်အကျိုးပေးကံကောင်းစီပါတယ်ဂျာစာပရိဂျာစာပရိတာသမီချင်းတွဲလုပ်တာမျိုးဗုဒ္ဓဘုရားသမီတွေနဲ့တွဲဖက်လုပ်တာမျိုးတွေအမိတ်ဆွေတွေရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတဲ့အဖြေကောင်းတွေရရှိတတ်ပါတယ်အကျိုးပေးကံကောင်းစီတော့ ကဏ္ဍအနေနဲ့၃ကဏ္ဍ၁ကဏ္ဍ၇ကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီဆိုအရက်ဟာအနောက်စုစုရက်ဖြစ်ပြီးတော့စန္တိယာရက်ကတော့အရှိအရှိတောင်တောင်ရက်ဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့နေနဲ့ဗုဒ္ဓဘုရားသခင်ဒီလာတာတို့တွေမှာအကျိုးပေးကံကောင်းစီတို့အရာဟာဆိုရင်တော့အပန်းရောင်ပန်းရောင်အဝါရောင်စင်စောရောင်လေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးတော့ကံကောင်းစေပါလေ။အရေးကြီးသောကိစ္စတွေကိုကြာသာပရိသတ်သမီးတို့ဗုဒ္ဓဘုရားသမီးတို့ပတ်သက်ပြီးလို့ပါခရီးသွားကိစ္စလေးတွေ အတွင်းကိစ္စလေးတွေသူများမသိစေချင်လို့လည်းကိစ္စလေးတွေလုံခြုံမှုကိစ္စလေးတွေမှာတော့တနင်္ဂနွေနေ့တွေမှာထားပြီးဦးစားပေးပြီးလုပ်ပါခင်ဗျာအကျိုးပေးကံကောင်းစီတော့အရာလေးတွေပြီးတော့အကျိုးပေးကံမကောင်းစီပြီးဒရိပြုစင်ရမှာတော့အဲစနေသားသမီးတွေတနင်္လာသားသမီးတွေနဲ့တွက်ဖက်လုပ်တာမျိုးကကံရဲ့အားနည်းမှုကိုရရှိတတ်တယ်လို့ အတားရောင်လို့ဘာလို့နဲ့ပတ်သက်ပြီးတော့တတိတာဆင်ကျင်ပေးရတော့လိုအပ်ပါတယ်လူငယ်ရဲ့အရှိင်းနဲ့ပတ်သက်လာရင်အဲအိမ်တော်ကြာချင်းမျိုးတွေအရှိင်းနဲ့ပတ်သက်လာရင်အကောင်းမင်ဖြစ်ပါစေအဆိုးမင်ဖြစ်ပါစေခွဲခွာရချင်းမျိုးတွေကြုံဝတ်တတ်တော်လှဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစေစပစ်စီရင်တွေငွေချင်းနဲ့ပတ်သက်ရင်မမဲတာမျိုးတွေကြုံဝတ်တတ်တဲ့အတွက်လက်ထဲမှာငွေထားတာမျိုး ကြည်ကြည်ဝေးသိစဉ်းစားမနေပဲနဲ့ယင်းဤလောက်ဆောင်တာပါပေးစရာမရှိရင်ဆရာဝန်လာပေးတာပါဒီလာတာတော့ဒီမှာမိတ်ဆွေတို့အဆက်ဆက်ရအောင်မြင်အစီအပြေတိုးတက်စေရန်အရေးကြီးသောကိစ္စတွေကိုပြည့်မှုဆောင်ရွက်တဲ့အခါမျိုးတွေကြားလို့ရှိရင်အဝါရောင်တေခွင်းလေးတို့အဝါရောင်ဝိဆာကလေးတွေကိုမိမိရဲ့လက်မှာပတ်သွားပြီးတော့လူရကိစ္စတွေကိုပြည့်မှုဆောင်ရွက်ရင်အာသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ကြောင်းထပ်လောင်းပြောကြပါရစေဒါအပြင်မမမပြောမိဆရာငယ်နားမှာ2025ခုနှစ်အတွက် ကုန်ပြီဆိုတော့2026အတွက်တနစ်စာဟောစရမ်းများကိုမာယူရရှိနိုင်ပါပြီဆိုတဲ့အကြောင်းနဲ့2026နဲ့တနစ်စာဟောစရမ်းမာယူလိုတင်တဲ့မိတ်ဆွေများနဲ့ဆီယံငယ်ရဲ့ခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက်7902904 WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5050 5052မှာဖြစ်စီဆက်သွယ်ပြီးတော့စီရင်ပေးသွင်းမှာအားလုံးဂျာစာပရိသတ်သမီးမိတ်ဆွေများအဆက်ဆက်ရရအဋိဋ္ဌံပြုလို့ရဆီယံငယ်ရဲ့မိတ်ဆွေဂျာစာပရိသတ်သမီးများအနေနဲ့အဋိဋ္ဌံပြုလို့တပဆိုရင်တော့ဖြင့်မိတ်ဆွေတို့အနေနဲ့ ယတိဤဥက္ခဏီရဲ့ဂုံတော်ကိုပတိစိတ်ချင်းဖြင့်မိษွေတို့ရရှိသလောက်စိတ်နဲ့သလောက်စိတ်ချင်းဖြင့်ကာသာတာတုတ်တက်စီပါလေအဋိဋ္ဌံပြုလုပ်လို့လေဇာငယ်ဓမ္မမိษွေများအနေနဲ့အဋိဋ္ဌံပြုကျင်တပဆိုလို့ရှိရင်တော့ မင်္ဂလာတုတ်တို့မောရတုတ်တို့ကိုများများရွှေရှင်းပြကံစာတာတိုးတက်စေပါလေကံကောင်းမှုအထောက်အကူတွေရရှိစေရန်အတွက်ပဋ္ဌာန်းစာအုပ်တို့ဘာသာရေးစာအုပ်တို့လက်ကမ်းဝေးမြခြင်းနေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့ကံကောင်းစေပါလေအဆက်ဆက်ရဲ့အောင်မြင်စဉ်ပြီးတိုးတက်စေရန်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေကိုအယောင်းအတွက်အယောင်းဖတ်စီဖို့အတွက်မိတ်ဆွေတို့ရဲ့အမှုအလို့က မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းလေးတွေကိုတခဲလေးတစ်လုံးနဲ့ခုနှစ်ချက်တိပြီးတော့ရောင်းထွက်ပါစေရောင်းထွက်ပါစေဆိုဆူတောင်းမှာအယောင်းဝယ်သွားပြီးတော့အောင်မြင်တို့တက်စီမှာအသေးချာပဲဖြစ်တယ်အဆက်ဆက်ရရာတလတာလို့ငွေရေးကြီးကန်ကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာမိတ်ဆွေတို့အတွက်တလတာလို့မှာငွေရေးကြီးကန်ကောင်းစီပြီးအစင်မီအောင်မြင်တို့တက်စီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ဆရာတို့အစိမ်းအောင်ကတ်ထူစာရွက်လေးတွေ့ရပုံမှာ အစိမ်းရောင်ကတ္တူဆိုင်ရာကလေးတစ်ခုရဲ့ပုံမှာငွေဝင်ပါစေလို့ရေးပါငွေဝင်ပါစေနော်အစိမ်းရောင်ကတ္တူဆိုင်ရာလေးမှာငွေဝင်ပါစေငါလုံးမင်းတော့ငွေဝင်ပါအလေးလုံးနဲ့ငွေဝင်ပါစေလေးလုံးနဲ့ရေးပြီးတဲ့အခါအဲ့ဒီရဲ့အလေတက်တဲ့မှာအဲ့ဒီဆာရွက်ရဲ့အလေတက်တဲ့မှာအစိမ်းရောင်ဖျောင်းနိုင်နေတဲ့တိုင်အစိမ်းရောင်ဖျောင်းနိုင်တဲ့တိုင်နေတဲ့တိုင်ကိုထွင်းပါအစိမ်းရောင်မပြောင်းနိုင်သေးတာကိုတွင်းပြတဲ့အခါကျရင်ငွေဝင်ပါစေဆိုပြီး28ခေါက်တိတိဆူတောင်းမှာ ။ဒါပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ဖခင်ကြောက်ဆောင်မှာမဟုတ်ပါဘူး။အရင်အမြင့်တနေရာတို့မဟုတ်ဈေးဆိုင်အမြင့်တနေရာမှာပြုလုပ်ခြင်းအားဖြင့်မိတ်ဆွေကြာစာပရိသတ်သမီးတွေ2025လပိုင်းဟာကြာစာပရိသတ်သမီးတွေအတွက်ကံကောင်းမှုတွေနဲ့အစဉ်မီမှုတွေရရှိပါကြောင်းပြောရင်းနဲ့ဆရာငယ်မွေးနေ့က31ရက်ဒီဇင်ဘာဆိုတော့ဆရာကနောက်ရက်ဆိုရင်နေ့ရက်စပြီ2026ကိုမစမီပါဆရာငယ်မိတ်ဆွေများဆရာတို့2026မှာဘာတွေပြင်ဆင်တင့်တယ်လဲ အခမ်းအနားမစမီအပြင်ကကျင်းပါဆိုတဲ့အတိုင်းပဲเนาะဟုတ်မြန်မာလူမျိုးတွေရဲ့ traditional ထုံးစံအရဘေးရင်လေးတော့တခါမေးရမှာဆိုလို့ဒီလိုမျိုးနဲ့မိတ်ဆွေများအတွက်မေးတဲ့မိတ်ဆွေများအနေနဲ့2026ကိုဆရာတို့ကြားပြီးသုံးသပ်တော့မယ်2026မှာကန်ဆာလာကောက်အောင်ပြက်ကလေးကြီးပါညာလေးအမိတ်ပြန်နိုင်ရည်ရည်ဆရာတို့ပြောတော့မယ်အဲ့တော့2026ခုနှစ်အတွက်မိတ်ဆွေဒါသာပရိသတ်သမီးများဆရာငယ်ပေးတဲ့ Facebook မှာဖြစ်စီစောင့်ကြည့်ပေးပါဦးလို့ပြောရင်းနဲ့2026ဆန္ဒလာပိုင်းမှာ လရဲ့အကြီးဆုံးလဖြစ်တဲ့12လဟုတ်အဲ့ဒီမှာမှာလရဲ့အမြင့်ဆုံးလဖြစ်တဲ့နောက်ဆုံးရဖြစ်တဲ့32ရက်ကဆရာငယ်မွေးနေ့ဆိုတဲ့အကြောင်းနဲ့မွေးနေ့လက်ဆောင်ကလက်ခံပြီဆိုတဲ့အကြောင်းပြောရင်းနဲ့ကဲဆရာငယ်မေဆွေကြီး2026 12လပိုင်းမှာအောင်2025 12လပိုင်းမှာအောင်မြင်မှုတွေအလီလီတိုးတက်လို့ယရနာစေကြောက်ဇေတောက်တိုင်းကစားနိုင်လို့တက်နေတဲ့ကိုလက်ဝေဖြူကြပါစေကြောင်းဆုတောင်းရင်းနဲ့2026ခုနှစ်ကိုသွားလိုက်ကြရအောင် ဆရာကတော့ကံကောင်းမှုတွေနဲ့စောင့်နေနေပါဘူးလို့ပြောရင်းနဲ့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေခင်ဗျာယေရှုတမန်